်ရေဒီမင်္ဂလာပါဗျာဒီနေ့က29ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျာအော်ဒီကျမ်းမာရေးကပုံမှန်လမ်းလျှောက်တဲ့နေရာလေးပေါ့နော်နေရာလေးဒီမှာဒါဆက်နေတိုင်းတော့လည်းငှက်တိုင်းနဲ့တွင်တွင်နဲ့နော်လည်းလည်းမတားရလားတမ်းမအေးကျန်းတဲ့နေရာဘာကြောင့်ခုလိုအေးကျန်းတာလဲဘာကြောင့်ခုလိုတားရလဲဆိုရင်အကျန်းဖက်တည်းမရှိဘူးအကျန်းဖက်မရှိတဲ့နေရာတိုင်းမှာအေးကျန်းတားရတယ်ဆိုတော့ဒါဥစဉ်ကိုယ်တိုင်က ကြာတာပေါ့နော်။နာသကပေါ့နော်။ကုသင်းကံဒီတော်ထဲမှာ ACC တွားတယ် ACC တတိစိတ်တယ်။ ACC ဘုံတော်ပွားတယ်။ဒါမေတ္တာပို့တယ်။ခုနှစ်တတိမီအားလုံးပေါ့နော်။အဲ့တော့နေရာတိုင်းနေရာတိုင်းမှာအကြက်ဖက်မရှိမှသာလေအကြမ်းပါလို့ကုသင်းကဆိုလိုချင်ပါလေဗျ။นี่ปาโยจนะแล้วส่วนเองมันเลยปิรุษิติปัตตะสายเนี่ยปัดเตะปิรุษิติมาเลยครับทีนี้ตะเนี่ยก็ไอ้แท้มา ခဲခဲလေးနဲ့ထဲမှာနည်းနည်းညှက်တော့ဝိုင်းတယ်ထဲမှာပါတယ်။ဘာပြောရလဲဆိုလို့ရှိရင်ခုစင်းတို့ဒီနေရာဘက်မှာပဒစာတွေအရှင်ဖန်းခံရာတွေဒေတာတွေနော်အရှင်ဖန်းခံရာများတယ်ပေါ့။အရှင်ဖန်းခံရာများတယ်။ဘယ်ဖွယ်လေးရဆိုရလဲဥစဉ်ကထည့်မပြောပါဘူး။ဒါခုလိုဥစဉ်ကပြန်လွတ်လာတာတချို့အတေဆင်းအတွင်းပြန်မြေခွက်ရတဲ့ပြတာဆိုင်တော့ရှိတယ် နော်ညီကိုရဝန်းသာပါနိုင်ငံတော်ကလည်းပြန်ကြည့်ပြရဝန်းသာဟုတ်ပြီတီဗီဆိုပြီးမှဦးဇင်းတို့တက်မတော်မှာတော့မှ6လအထိစောင့်ကြည့်ရတယ်6လလုံးလုံးလာခါမြအောင်တော့ခြေထဲမှာကြပါလို့ရှင်အပြောက်ဆင်းလို့ရလားအသေးဆင်းလို့ရလားအသေးမသေးရှင်းမရှင်းဆိုတော့ဒါလောက်ထိကြည့်ရတယ်နော်တက်မတော်မှာဒါမျိုးတွေအချို့ဆိုရင်ဒုတိယဘုံမူကြီးတွေမိုးကုတ်မှာတချို့ဖန်းခံရတော့ပြန်လွတ်လာတယ်အဲ့ဒါတော့မှစစ်စစ်မှုခံရတယ်စစ်စစ်မှုခံရတယ် ော်ဒါဘာကြောင့်လွတ်လာလဲဘယ်လိုကြောင့်လွတ်လာလဲဟာခဏစစ်စစ်ရမှာလေသူကဟိုဘဒလန်မဖြစ်ပါဘူးလို့သူကတရှုံမဖြစ်ပါဘူးလို့ပြောလို့မရဘူးအဲဥစဉ်အဲ့ဒါနဲ့ပတ်သက်ပြီးမင်းကပြည်သူစစ်တီနဲ့ကြောင်းပြောပြတယ်ပြည်သူစစ်တီလွတ်လာပြီဟုတ်ပြီဝန်တာတယ်နင်းဝန်တာတယ်ဥစဉ်ထဲမှာအရင်ဥစဉ်ဒီဒီကွယ်မောင်ဆန်ရှာအဖွဲထဲမှာတော့လည်းတရားအခါလေးအပ်လိုက်တယ်ဟုတ်လားအပ်လိုက်တယ် သူ့အကိုပြန်လွတ်လာတယ်။သူ့အကိုဒါသူ့ဘာကြောင့်ဘာကြောင့်လွတ်လာလဲဘာကြောင့်လဲဆိုတော့ဟိုကလည်းရေးမရှိပါဘူး။အခုကခမလွတ်လာတာတွေက9ယောက်10ယောက်လောက်ရှိတယ်။ပြောရရင်တော့ရဲမွတ်တောင်ဘီကုစဥနေမျိုးကျော်ကုနေမျိုးကျော်အဖွဲ့တည်းရပါတော့။ပြီးလွတ်လာတာ။သူတို့ကဖြစ်စေချင်တာကဘယ်လောက်စီအာမခိုင်ရဲ့လဲ။ခုမန္တလေးမှာတရင်တွေပေါက်နေ။ဘယ်နေရာတော့လဲဘယ်နေရာပဲတရင်တွေပေါက်နေ။ ဲ့လိုတရင်တွေပေါက်နေတဲ့အတွက်ကြောင့်